ခုတစ်ခေါက်ဗီဒီယိုမှာတော့ဒီကနေ့အော်တိုဘာလ26ရက်နေ့စစ်ဝင်စားစရာနောက်ဆုံးရအားကစားသတင်းတွေကိုစုစည်းတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်အနေနဲ့မင်းညာကကစားခဲ့တဲ့ Sorry Bro League ပွဲစဉ်မှာဂိုဂျီရိုနယ်ဒိုဟာအင်နာစာအသင်းတွေဒုတိယမြောက်အနိုင်ကိုတွင်းယူပေးခဲ့ပြီးအင်နာစာအသင်းကလည်းတူးစီးဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ရိုနယ်ဒိုရဲ့ဂိုသွင်းစွမ်းရည်နဲ့တူအင်နာစာအသင်းကလည်းသူတို့ရဲ့အဓိကပြိုင်ဘက်အေဟီလာအသင်းကိုလေးမှတ်အတန်နဲ့အဆင့်တနေရာကိုဦးဆောင်နိုင်ခဲ့ပါတယ်။ အင်းအားသာအသင်းဟာ sorry bro လေးရှောက်ပွဲကစားထားရမှာ၆ပွဲစလုံးကိုအနိုင်ရရှိထားတဲ့စံချိန်ကိုလည်းဆက်လက်ထိသိမ်းထားတာဖြစ်ပါတယ်။ကမ္ဘာဘောလုံးပေးသက်တွေစောင့်ကြည့်နေကြတဲ့ပင်ကိုတထောင်ပြင်းမြောက်ရေးမှတ်တိုင်ကိုရရှိဖို့အတွက်ပရစ်စတီယာနိုရော်နယ်ဒိုအားယခုချိန်မှာနောက်ထပ်ဂိုး90တာသွင်းဖို့လိုအပ်တော့တာဖြစ်ပါတယ်။ရော်နယ်ဒိုအနေနဲ့တကယ်ပဲသွင်းကိုတထောင်ပြင်းမြောက်အောင်လုပ်ပြနိုင်မလားဆိုတာစိတ်ဝင်စားစရာစောင့်ကြည့်ရမှာပါ။မင်းညာကကစားခဲ့တဲ့ပီမီယာလိပ်ပွဲစဉ်ကိုရဲ့ရာလက်တွေကိုကြည့်ရမယ်ဆိုရင်တော့ ကမ္ဘာ့ချန်ပီယံရှဲစီတင်းဟာတန်တက်အသင်းဆန္ဒနာအသင်းကိုစတန်ဘူပရမ1-2ဆိုတဲ့ရလဒ်နဲ့ရှုံးနိမ့်သွားခဲ့ပါတယ်။ဒီပွဲစဉ်မှာတော့နီပြအန်ဇိုမာရက်စကာရဲ့လူစားပုံဟာမေကွန်ထုတ်စရာဖြစ်ခဲ့ပြီးတက်စစ်မှာလူပိုဖြစ်နေတဲ့ဂူယီကိုမထုတ်ဘဲဝိုးရထားတဲ့ကာနာဆိုကိုအစတာပီယိုနဲ့လူစားလဲပစ်တာကလက်မခံနိုင်ကြဖြစ်ခဲ့ပါတယ်။ဒီပွဲစဉ်မှာတော့ဆန္ဒနာအသင်းဟာဘီဝါကြားကြားနဲ့ကန်စစ်ကစားပုံကောင်းခဲ့ပြီးကောင်တာရခဲ့တာကြောင့်အခြေပုံမှာအနိုင်ကိုရခဲ့တယ်လို့တန်တက်ဆန္ဒနာအသင်းတို့အတွက်ရှုံမြင်နိုင်ပွဲတစ်ခုလည်းရယူသွားခဲ့တာပဲဖြစ်ပါတယ်။ နီပြရူဘင်အမ်မော်ရီရဲ့မန်ချက်စတာယူနိုက်တက်အသင်းကတော့အင်ဂွင်အိုးတဖို့မှာဘရိုက်ကန်အသင်းကို4-2ဆိုတဲ့ရလနဲ့အနိုင်ရရှိသွားခဲ့ပါတယ်။ဒီနိုင်ပွဲရလကြောင့်ရူဘင်အမ်မော်ရီဟာသူ့ရဲ့နီပြဘဝမှာပထမဆုံးနိုင်ပွဲ3ပွဲဆက်ဆံချိန်ကိုရယူသွားခဲ့တာပါ။မန်ချက်စတာယူနိုက်တက်အသင်းအတွက်သွင်းကိုးတွေကိုတော့ရိုင်ယန်အမ်ဘူမိုကသွင်းကိုးနှစ်ကိုဦးညာနဲ့ကက်စမဲရိုတို့ကသွင်းကိုးတစ်ကိုးစီသွင်းယူပေးခဲ့တာပဲဖြစ်ပါတယ်။ဒီနိုင်ပွဲရလကြောင့်မန်ချက်စတာယူနိုက်တက်အသင်းဟာပရီးမီးယားလိအမတ်ပေးစရာရဲ့အဆင့်ကိုးနေရာကိုယာယီတက်လန်းထားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ ဒီဘဘူးတင်းကလည်းဘရဘူးအတင်းကို3-2ဆိုတဲ့ရလနဲ့ချုံလိမ့်သွားခဲ့ပြီပဲဖြစ်ပါတယ်။ဒီဘဘူးတင်းနေတဲ့ဒီချုံခွဲရလနဲ့အတူပရီးမီးယားလိဂ်၄ဝက်ဆက်ချုံခွဲစံချိန်ကိုအာနာစလော့အနေနဲ့ပိုင်ဆိုင်သွားခဲ့ရတာပါ။ဒီဘဘူးတင်းရဲ့နီးပြအာနာစလော့ကတော့ပရီးမီးယားလိဂ်မှာဇက်တိုက်ချုံခွဲကြုံတွေ့နေပေမဲ့ယခုချုံခွဲတွေကရတန်းရမယ့်အာမခံချက်မရှိသေးကြောင်းအရင်မှပြောဆိုသွားခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်တင်းရဲ့တိုက်စစ်ကစားသမားအမ်မိုမိုဟာလည်းမိမိတို့အတင်းဟာအကောင်းဆုံးပုံစံအနေနဲ့ထားတစ်ခုထိပြန်ရအောင်စူးစမ်းနေဦးမှာဖြစ်ကြောင်း ရိုက်ကန်တင်းနဲ့ပွဲပြီးမှပြောဆိုသွားခဲ့ပါတယ်။လင်းညာကကစားခဲ့တဲ့စပိန်ယာလီကပွဲစဉ်ရလက်တွေကိုကြည့်ရမယ်ဆိုရင်တော့ဂျူရနာတင်းနဲ့ရီယယ်အိုဘီယိုအသင်းတို့ဟာတပတ်3-0စီတေးရလက်ထွက်ပေါ်ခဲ့ပါတယ်။အစပန်ယိုအသင်းကတော့အင်ကွင်းမှာအချီအသင်းကို1-0ဆိုတဲ့ရလက်နဲ့အနိုင်ရရှိခဲ့ပြီးအက်တလက်တစ်ဗီဘာကိုအသင်းကတော့အင်ကွင်းမှာဂီတာဖေးအသင်းကို0-1ဆိုတဲ့ရလက်နဲ့ချုံးနိုင်သွားခဲ့ပါတယ်။ဘီလာရီယယ်အသင်းကတော့အဝေးဝင်းမှာဗလန်စီယာအသင်းကို0-2ဆိုတဲ့ရလက်နဲ့အနိုင်ရရှိခဲ့ပြီး ။ဆွေလာလီကအမပေးစီးယားရဲ့အဆင့်300ကိုယာယီတလန်းနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။အီတလီစီးရီးယားမှာတော့ဘာမာတင်းနဲ့ကိုမိုအသင်းတို့ဟာဇီဇီဆိုတဲ့ရလက်နဲ့တေရလက်ထွက်ပေါ်ခဲ့ပြီးကူရီနီအသင်းကတော့လက်စီအသင်းကိုအင်ဝင်းမှာ3-9ဆိုတဲ့ရလက်နဲ့အနိုင်ရရှိခဲ့ပါတယ်။နာပိုလီအသင်းနဲ့အင်တာမီလန်အသင်းတို့ရဲ့ပွဲစဉ်မှာတော့အင်ဂျီနာမိုလီအသင်းဟာ3-1ဆိုတဲ့ရလက်နဲ့အနိုင်ရရှိခဲ့ပြီးအီတလီစီးရီးယားအမပေးစီးယားကိုဥဆောင်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ ပစ်မိုနီအသင်းနဲ့အက်ဒလနာအသင်းတို့ရဲ့ပွဲစဉ်မှာတော့တပ်ဖက်၉စီတေရလက်ထွက်ပေါ်ခဲ့ပြီးဒီပွဲစဉ်မှာဂျီမီဗာဒီယာခရစ်မိုနီအသင်းတို့ကပထမဆုံးအတွင်းဂိုးကိုတွေးယူပေးခဲ့တာပဲဖြစ်ပါတယ်။ဂျာမန်မွန်နာလီကာပွဲစဉ်မှာတော့အမ်စီအသင်းဟာအော်ဘတ်အသင်းကိုအဝေးဝင်းမှာ၆ဂိုးပြတ်အနိုင်ရရှိခဲ့ပြီးဖရန်ဘတ်အသင်းကတော့အင်ဂွေးမှာဆင်းစ်ဘော်လီအသင်းကို၂ဂိုးဂိုးမရှိဆိုတဲ့ရလက်နဲ့အနိုင်ရရှိခဲ့ပါတယ်။ဘူဘတ်အသင်းကလည်းအဝေးဝင်းမှာဟမ်ဘာဂါအသင်းကို1-0ဆိုတဲ့ရလက်နဲ့အနိုင်ရရှိခဲ့ပြီး ။ overhang တင်းကတော့ hydrahan အသင်းကိုအိမ်ကွင်းမှာ3-9တကူနဲ့အနိုင်ရရှိသွားခဲ့ပါတယ်။လက်ရှိချန်ပီယံဘိုင်မနစ်အသင်းဟာလည်းအဝေးကွင်းမှာမိုဂျန်ကလာဘအသင်းကို3-9ဂိုးမရှိဆိုတဲ့ရလနဲ့အနိုင်ရရှိခဲ့တယ်လို့ရောမုန်အသင်းကလည်းအိမ်ကွင်းမှာကိုလွန်အသင်းကို1-0နဲ့အနိုင်ရရှိသွားခဲ့ပါတယ်။ပြင်သစ်လီဂူ1ပွဲစဉ်တွေမှာတော့လက်ရှိချန်ပီယံ PSG အသင်းဟာ Brest အသင်းကိုအဝေးကွင်းမှာ G3 ဆိုတဲ့ရလနဲ့အနိုင်ရရှိခဲ့တယ်လို့ဝနာကိုအသင်းကလည်းအိမ်ဝဲမှာတူလော့စ်အသင်းကို1-0ဆိုတဲ့ရလနဲ့အနိုင်ရရှိသွားခဲ့ပါတယ်။ ီပြဒီစာပြရဲ့မာစေးသင်ကတော့အဝေးကွင်းမှာအာစီလန်သင်ကိုတူးဝဲဆိုတဲ့ရလနဲ့ရှုံးခွဲကြုံတွေ့သွားခဲ့ပြီပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့လီဗာပူးသင်ဟာအသက်အရွယ်ရလာတဲ့မိုဟာမက်ဆာလာရဲ့နေရာကိုအစားထိုးဖို့အတွက်ဘုံမောက်သင်ကဆီမီညိုနဲ့နယူကာဆယ်သင်ရဲ့အန်တိုနီဂေါ်ဒန်နိုကိုစစ်ဝင်စားနေတယ်လို့လည်းနောက်ဆုံးရပုတ်တွေကသိရပါတယ်။နောက်ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့ဖရန့်စ်လမ်ဘတ်ရဲ့ကိုပန်တူရဲ့သင်ဟာ ချန်ပီယံရှစ်မှာအကောင်းဆုံးပုံစံအနေနဲ့အတူပရီးမီးယားလိဂ်ကိုတန်တက်လာဖို့ပုံစံကောင်းတွေပြသနေပြီဖြစ်ပါတယ်။လင်းညာကကစားခဲ့တဲ့ပွဲစဉ်မှာလည်းဝက်ဖို့အသင်းကို3ဂိုးတကိုးနဲ့အနိုင်ရရှိခဲ့ပြီးဗီဒီဘောအသင်းတည်ကျသွားခဲ့တာကြောင့်ကိုပန်ဒရီတို့အဆင့်တနေရာကို3မှတ်အသာနဲ့ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။လမ်မဆက်ကိုပန်ဒရီအသင်းဟာဆန်ပွဲမှာ34ဂိုးထိတွင်းယူထားခဲ့ပြီးချန်ပီယံရှစ်မှာလည်းရှုံးခွဲလုံးဝမကြုံတွေ့အောင်စွမ်းဆောင်ထားနိုင်ခဲ့တာပါ။ ဆိုတော့အခုတစ်ခါ view အတွက်အော်တိုဘာလာ26ရက်နေ့စစ်ဝင်စားစရာနောက်ဆုံးရအားကစားသတင်းကတော့ဒီလောက်ပါပဲ view လေးကိုဆုံးဖြတ်ကြည့်ပေးကြတဲ့ကျေးဇူးများကြီးတင်ပါတယ်ဝဲဆောင်ရဲ့ Facebook နဲ့ YouTube Channel မှာနောက်ဆုံးရအားကစားသတင်းတွေနဲ့သုံးသပ်ချက်တွေကိုတွားရောက်နားထောင်နိုင်ပြီး Subscribe လေးလုပ်ပေးပါလို့ပြောရင်းနဲ့နောက်ထပ် video တွေမှာပြန်လည်ဆုံတွေ့ပါမယ်ဗျာ